အားသာဝါနာရှင်ညီအစ်ကိုပါမများလုံးပဲမင်္ဂလာညနေခင်းပါဗျာမေလ9ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးတင်ပုတ်ကတော့တော်တော်များကျွန်တော်လာမင်းနေခဲ့တဲ့ William Saliba တဲ့င်းနဲ့ပဲကျွန်တော်စဖွင့်လိုက်ရအောင်ဒီတဲ့င်းကိုတော့အချိန်နေ3ရက်နဲ့ပဲကျွန်တော်ရှင်တွဲကြီးဖော်ပြသွားမယ်ပထမအချိန်နေ1ရက် ဖေဘီဆိုရိုမာနိုပြောွားတဲ့အချက်ပေါ့လေဖေဘီဆိုရိုမာနိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့စပိန်လာလီဂါကလပ်ရီယယ်မက်ဒရစ်အသင်းကသူတို့ရဲ့လာမယ့်ဈေးကွက်ဒီမှာဂျန်နရေရှင်းနဲ့ထဲလန့်ဖြစ်သတ်မှတ်ထားတယ်ဆိုလိုချင်တာကဒီကစားသမားကိုသူတို့ရဲ့ခံစားပိုင်းအတွက်သွေးသစ်လောင်းဖို့အတွက်မျိုးဆက်သစ်အဖြစ်သတ်မှတ်ထားတယ်ဒီပြင်သစ်သားကိုသူတို့ကတော်တော်လေးသဘောကျနေတယ်ဒီနေ့မှာကန်လန့်မှုလုပ်မယ်လာမယ့်2026မှာကန်လန့်မှုလုပ်မယ်အကြိမ်မြအဲ့ကန်လန့်မှုနှစ်ကြိမ်လုံးမှာအဆင်မပြေဖြစ်ခဲ့ရင်2029နေ့မှာအလွတ်နဲ့ကစားသမားကိုခေါ်ဖို့အတွက်ပြင်ဆင်နေတယ်အ ာဆင်နယ်တို့ရဲ့ဒီကစားမောက်စာချုပ်တက်တန်တိုးဖို့လှုံ့ဆော်နေဆိုပြီးဒီချက်၃ချက်ကိုဒါရိုမာနိုကဖော်ပြသွားတယ်ဒုတိယအခြေအနေတရက်အဲ့ဒါကတော့လက်ရှိအချိန်မှာတော်တော်လေးရေပန်းစားနေပြီး breaking news ဖြစ်တက်လာတာကပြင်သစ်သတင်းစာ 6.8 million follower ရှိတဲ့ပြင်သစ်သတင်းစာတစ်ခုရဲ့ဖော်ပြထားချက်အရဆိုရင်တော့ William Saliba ကို Real Madrid သင်္ကချိတ်ဆက်ဆွေးနွေးပြီးကစားသမားကလည်းအသင်းကထောက်ခွာချင်တာဖြစ်တဲ့အတွက်တွစ်ဆုံစကားပြောဆိုမှုတချို့လုံးနေဆိုပြီးသူကပြောသွားတယ်ကစားသမားအနေနဲ့စူဖလားတွေမယူပေးနိုင်တဲ့အသင်းမှာနေရာထက်ဆိုင်စူဖလားရတဲ့အသင်းကိုသွားဖို့ကိုပို့ပြီးအားတန်တယ်ဆိုပြီးသူတို့ကပြောသွားတယ်ဒါကတော့ပြင်သစ်သတင်းစာရဲ့အာပေါ်ပဲအဲ့ဆိုဆောရောမာရိုပြောသွားတာတော့ကစားသမားကို ရီယယ်တို့လိုချင်တဲ့အာဆင်နယ်ကစာချုပ်သက်တမ်းတူဖို့လုပ်နေတယ်။တစ်ဖက်မှာလည်းပြည်သူသတင်းစာကဆာလီဘာကပိုပြီးရီယယ်ကိုစေရထက်တန်းနေ။အာဘော်ရီကတော့မတူဘူး။နောက်ဆုံးတစ်ချက်ကတော့နီပြမီခေးအိုက်တာရဲ့ပွဲပြီးအင်တာဗျူးချုပ်မှာပြောသွားတဲ့စကားသတင်းထောက်တရမေးတာ။ဆာလီဘာနေနဲ့အာဆင်နယ်မှာသက်တမ်းတိုးနိုင်ခြင်းရှိလားဆိုပြီးမေးတာ။အဲ့မှာအာဒီတာဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဝီလျံဆာလီဘာနဲ့စကားပြောဖြစ်တယ်။ အာဆီနမဆာလီဘာကပျော်ရွှင်နေပြီးတော့ဒီအသင်းကသူကစားခြင်းတဲ့အသင်းသူလိုချင်တဲ့အသင်းကျွန်တော်ယုံကြည်ပါတယ်သူဒီမှာပဲဆက်ပြီးရှိပါလိမ့်မယ်ဆိုပြီးအိုက်တာကပြောပါတယ်ဒီအချိန်နေ၃ရက်ကိုကြည့်လိုက်တဲ့အခါမှာဝီလျံဆာလီဘာအာဆီနမဆက်ပြီးရှိနိုင်ခြင်း90ရာခိုင်နှုန်းရီယိုသွားနိုင်ခြင်း90ရာခိုင်နှုန်းရီယိုကလည်းတကယ်ကိုဒီစားမဟုတ်လိုချင်တာတကယ်လိုချင်ရလောက်တဲ့ quality ရှိတယ်အဲ့တော့အာဆီနယ်ဖန်တွေကဆာလီဘာကိုဆုံးရှုံးအောင်မှာဘာကြောင့်စိုးရင်လဲဆိုတော့အသင်းကအဓိကအရေးကြီးတဲ့အချိန်ဒီမှာ supply ယူနိုင်မှုပျက်ကွက်တာ စိတ်နဲ့ကိုယ်နဲ့မကတ်တဲ့ final တချို့ကစားတာမျိုးတွေအမှတ်စုဆောင်းနိုင်မဲ့အခြေအနေမှာအမှတ်ကိုလွယ်လွယ်ကူနဲ့ပြင်ပြီးဆုံးရှုံးလိုက်တဲ့အနေအထားမျိုးတွေကျွန်တော် Premier League မှာဦးဆောင်ဖို့ကြီးကြီးရတယ်။တည်ကြတယ်ပြန်ရှုံးတယ်။အဲ့ဒါတွေဒီစူဖလားမရတဲ့အဓိကအားနည်းချက်။အဲ့တော့စူဖလားကြီးလိုချင်တဲ့လူငယ်ကစားသမားတူ10နှစ်15နှစ်တက်တန်းတစ်ခုတည်းမှာ pro player ဘဝဘောလုံးကစားတဲ့ player တယောက်ကတော့သူ့ရဲ့ကစားသမားဘဝမှာစူဖလားလိုချင်မှာပဲ။အဲ့တော့ဒီပြင်သစ်သားအနေနဲ့အာဆင်နယ်မှာဆက်ပြီးရှိနိုင်ကြီးကဒီအသင်းကိုချစ်လို့မကချစ်လို့ ပြီးတော့ဒီအသင်းရဲ့ຫນွေရာသီမှာထပ်ပြီးဖြည့်မဲ့ကစားသမားတွေကိုယုံကြည်ပြီးတော့ဆက်နေတာဖြစ်နိုင်တယ်ကျွန်တော်ထင်တော့ຫນွေဈေးကွက်မတိုင်ပြီးတော့တတန်းမတိုးတော့သေးဘူးຫນွေရာသီဈေးကွက်မှာအာဆင်နဲ့ကစားသမား၃လေးဦးတကယ် great တက် share ကြီးတွေဖြည့်လိုက်ပြီဆိုတော့ကစားသမားတွေကယုံကြည်ပြီးတော့အော်ဒီအသင်းကအောင်မြင်မှုအတွက်ထပ်ပြီးပံ့ပိုးပေးဦးမှာပါလားဆိုပြီးတော့နေကောင်းနေသွားနိုင်တယ်အကယ်၍များຫນွေရာသီဈေးကွက်မှာငမြောက်ငှချောက်တွေပဲခေါ်ပြီးတော့အသင်းရဲ့ရည်မှန်ချက်မရှိတဲ့ပုံစံလုပ်ရင်တော့လက်ရှိရှည်ရင်းစွဲတတန်းတိုးဖို့ရှိတဲ့2029ကစားသမားတော်တော်များကိုစုံစုံရောက် ဖို့ရှိတယ်။ဆာလီဘာပါဝင်ပေါ့လေ။အဲ့တော့ဆာလီဘာနေနဲ့အသင်းမှာဆက်ရှိနိုင်လားမရှိနိုင်လားဆိုတော့နွေရာသီဈေးကွက်မှာအသင်းပုံဖွဲ့ဒီအသင်းကိုဘယ်လောက်ထိချစ်ပြီးပံ့ပိုးလဲဆိုတဲ့အပိုင်းနဲ့လည်းထပ်တူကြတယ်။ဘာပြောပါကစားသမားဆက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒုတိယသတင်းတစ်ပုဒ်နဲ့ဆက်ဆက်မှုရှိနေပါတယ်။ ဒုတိယမြောက်သတင်းတပုတ်ကတော့ bad pass guide ကနေပြီးတော့ဖော်ပြထားတာအဲ့ဒါကတော့ osmani diomani ကျွန်တော်ညီကိုကြံခဲ့တဲ့တင်းနှစ်နှစ်ကလည်းကြားဦးပါပါ sporting lisbon အသင်းရဲ့ဘိုဟိုခန်းစစ်ကစားသမားအာဆင်နယ်နဲ့မကြာခဏသတင်းထွက်နေခဲ့တဲ့ osmani diomani ဆိုတာကအသက်22နှစ်အရွယ်ရှိဖြစ်တဲ့ ivory coast လက်ရွေးစင်သူကလည်းစာလီဘာလိုပဲ2029အထိပဲ sporting နဲ့တက်တန်းရှိတော့တာဒီနေရာမှာသူ့ရဲ့စာချုပ်ဖျက်သိမ်းကြီးကအယူအတန်80အာဆင်နယ်ကဒီကစားသမားကိုလိုချင်နေဆိုရင်သူတို့အသင်းသတ်မှတ်ထားတဲ့တန်ကြီးက 帮单谢谢。 ေါင်တန်း80ဆိုတာ EU အားဖြင့်ဆိုရင်တန်း60ကျော်ပမာဏရှိတယ်အဲ့ဒါစာချုပ်ဖြတ်သိမ်းခြင်းထက်ပိုပြီးတောင်းတဲ့သဘော2029ခုနှစ်အထိပဲတက်တန်းရှိရတဲ့ကစားသမားတဦးအာဆင်နယ်တို့စိတ်ဝင်စားတာကြာပြီအခုအာဆင်နယ်တို့ဒီကစားသမားကိုလိုချင်တဲ့စိတ်ဝင်စားတဲ့ကင်းထောက်မှုတွေလုပ်နေတယ်ဆိုတော့ကဝီလျံဆာလီဘာမြအသင်းကထွက်ခွာသွားရင်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးအစားထိုးဖို့အတွက်ကြည့်နေတာအဲ့ဆာလီဘာကိုကျွန်တော်တို့ဥမာရောင်းလိုက်ပြီဆိုပါစို့ရောင်းလိုက်တဲ့ကြေးရဲ့သုံးပုံနှစ်ပုံပမာဏတော့ဒီမှာပြန်ပြီးသုံးရဖို့ရှိရဲဒါတော့ရီယာဆာလီဘာကိုတန်းတရာကျော်နဲ့ခေါ်အောင်မှ အဲ့တော့ဒီကစားမဟုတ်ခေါ်ဖို့ကလည်းကိုတူးနဲ့လွတ်လွတ်ကျွတ်ကျွတ်တော့မဟုတ်ဈေးကြီးတာတော့မှန်တယ်သူ့ကိုလိုချင်တဲ့အသိအနှံမှာလို့ခြေစီးရှိတယ်နယူကာဆယ်ရှိတယ် transfer market တန်ကြီးကယူတန်40ပဲရှိတယ်အဲ့ဒီရဲ့နှစ်ဆလောက်ကိုစာချုပ်ဖြစ်တင်ကြီးရှိပြီးတော့အဲ့ဒီနှစ်ဆကြော်ကြော်လောက်ကိုအသင်းကရောင်းဖို့ဈေးကတ်ထားတယ်အဲ့ဆိုဒီရသည့်43ဦးမှာနှစ်ကိုသွင်းပြီးတော့အဝါကတ်6ကတ်ထိထားတယ်အနီးကတ်က2ကတ် အဲ့ဒါကသူ့ရဲ့အားနှိမ့်ချက်လို့ပြောလို့မသိဘူးကစားပေါ်တော့တော်တော်လေးကျန်းတယ်ပေါ်တူဂီလီဖြစ်နေလို့ပဲလားပရီးမီယာလီရောက်လာရင်တော့ပြင်သွားမလားတော့မသိဘူးဒါပေမဲ့ရောက်ရရင်ရခိုင်တော့အရန်နေတယ်ဘာကြောင့်လဲဆိုတော့ဆာလီဘာထွက်မှဝယ်မဲ့ပလေယာဖြစ်တယ်ဆာလီဘာရှိနေလို့ရှိရင်အရန်ကစားသမားတဦးတည်းဆိုသူ့ပဲဝယ်တော့မယ်ဒင်းဟူဆန်တို့ကိုကျွန်တော်တို့ကိုဂိုးသွင်းသွားခဲ့တဲ့ဘုံမောက်ကကစားသမားလို့ပလေယာမျိုးတွေပဲဝယ်ဖြစ်တော့မှာပေါ့အဲ့ဒီအတွက်တော့မှကျွန်တော်တို့၃ပေါင်တန်း90ပဲ ဒါတော့မှဟူဆန်ရဲ့စာချုပ်ဖျက်သိမ်းခြင်းအဲဆို2023ကမစ်ဂျီလန်အသင်းစီအန်တီယူကို9.5တန်းနဲ့ရောက်လာတဲ့ဒီကစားမအာဆင်နယ်ကိုကြိုက်တာက2023နဲ့ကျွန်တော်သတင်းတွေလုံးနေတဲ့ဟူကအဲ့ကစားမသူတို့ကြိုက်နေခဲ့တာကြားပြီဒါပေမဲ့ခုနောက်မှထပ်ပြီးသတင်းထွက်လာတဲ့ခေါင်းစဉ်ကတော့ဆာလီဘာသာထွက်ခွာသွားရင်အဲ့နေမှာပြန်ပြီးအားဖြစ်ဖို့ဆိုပြီးသူတို့ကပြောသွားတယ်ဒီကစားမတော့အရက်6ပေ3လက်မှရှိတယ်တကယ်ကိုအရင်မောင်းမြင်ပါပြီးတော့ IP ကိုလေယူစင်ဖြစ်တဲ့ထုံးစံအတိုင်းပဲ Africa Flower Boy ရှိရင်တော့လက်လွတ်ရဖို့ရှိနေပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Top Sport ကဖော်ပြထားတာဒါကတော့ Joan Garcia နဲ့ပတ်သက်တဲ့သတင်းအာဆင်နယ်နဲ့အပိုင်းဘုံမောက်တို့ Aston Villa တို့ကလည်းဒီကိုသမားလေးကိုလိုက်လာတယ်ကျွန်တော်ဒီသတင်းလေးဒီကိုသမားသတင်းလေးကိုကျွန်တော်တွေ့ရင်တွေ့တိုင်းဒေါသထွက်တာကအသင်းရဲ့တာဝန်ရှိသူတွေပဲကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့ကလေ Joan Garcia ကိုအာဆင်ကိုခေါ်နိုင်ဖို့ကပေါင်၅သန်းပဲကွာတော့တာအာကြီးက15သန်းတန်း30လောက်ပဲပေးမယ်တစ်ဖက်ကလည်း25သန်းတန်း30အဲ့လိုဈေးကတ်ထားတာအမှန်တကယ်ကြားချပြီးအတော်မှညာနဲ့ညှိရင်ရောက်ပြီး တကယ်လည်းရေသွေးရှိတဲ့ကိုသမားလေးအစပန်ညိုအသင်းကိုလက်ရှိအချိန်မှာအဓိကကိုသမားတဦးဖြစ်ဆွဲတင်ပေးထားတာအစပန်ညိုအသင်းရဲ့ဒီယာတီလာလီကာ34ဘွဲ့မှာကလစ်ရှစ်9ကြိမ်ရထားတယ်135ကြိမ်ပုတ်ထုတ်ထားပြီးတော့ပေကိုက44ကိုပဲရှိရဲ့အဲ့တော့သူတို့ကစပိန်လာလီကာမှာအဆင့်14မှာရှိနေပြီးတော့ရမှတ်36မှတ်နဲ့တန်းစစ်ဆုံး9မှတ်ကွန်မှာရှိတယ်နှစ်ပွဲကြော်ကြော်ပေါ့လေအဲ့ဆို ဒီလိုဂုသမတအူးကိုကြံခဲ့တဲ့ຫນွေစည်းကွက်မှာတော့ဒေးဗစ်ရိုင်ယာအရန်နေနဲ့ခေါ်ဖို့ကြိုးစားတာဒါပေမဲ့ပေါင်၅တန်းပေါင်၁၀တန်းကိုမြင်ပြီးတော့အာဆင်နယ်ကမခေါ်လိုက်ဘူးမခေါ်ရဲဘာလုပ်တယ်မှတ်လဲအဲ့ဘုံမောက်တဲ့ဂုသမနတ်တူကိုအငှားသွားမှလာတယ်ယာယီဆိုပြီးတော့အဲ့တော့ကျွန်တော်တို့လက်ရှိချိန်မှာတော့ဒီကိုသမားကိုကျွန်တော်တို့မနစ်ကလိုမျိုး AC သွားဆွေးနွေးလို့မရတော့လိုချင်တဲ့သိနေဝိုင်းဝိုင်းလေပဲအခုနောက်ဆုံးကြားထားတဲ့ report တွေကဆိုရင်ကိုသမားကအသင်းရဲ့ပွဲထွက်ကစားသမားအဖြစ်လာပြီးကန်းလဲတဲ့အသင်းဝယ်ပြောင်းမယ်တဲ့အဲ့ဒါတေချာသွားပြီ အာဆင်နယ်သင်းနေတဲ့ဒီကစားသမားကိုအခြားသင်းနေနေသူသွားပြီးကမ်းလက်မယ်ဆိုတော့မှဒေးဗစ်ရိုင်ယာအရန်ဆိုတဲ့တစ်ချက်နဲ့တင်ကစားသမားလာရင်ရကိုင်တော့အရန်နေသွားပြီသူ့ကိုခေါ်မယ်ဆိုရင်တော့စာချုပ်ဖြစ်တဲ့ကြီးပေါင်း23တန်းရှိတယ်ဒါပေမဲ့ဒီယာဒီကိုမှာတော့ ေါင်25တန်းလောက်စာချုပ်ဖြစ်တဲ့ကြီးတိုးသွားဝယ်ရှိပြီးတော့စပိန်လေးစင်တာဖြစ်ခင်စာချုပ်ဖြစ်တဲ့ကြီးကပိုပြီးတိုးသွားနိုင်ရရှိတယ်။လောစောကြီးတော့စပိန်လေးစင်တော့မဖြစ်သေးဘူးပေါ့လေ။အဲဆို24နှစ်ရဲ့စပိန်သားကတော့2029ခုနှစ်တိပဲတက်တန်းရှိသေးဆိုမြဲအိုက်ဒါအလူချင်းဆုံးစပိန်ကိုယ်သမားတအူးဖြစ်ရှိနေပါတယ်။ရောက်ရရခိုင်တော့တဖြည်းဖြည်းနည်းလာပါပြီ။ဘာကြောင့်လဲဆိုတော့ခိုင်းလို့လို့ကိုယ်သမားတွေပြန်ပြီးရောက်လာမှရဲ့နတ်တူထွက်သွားမှရဲ့ဆိုပေမဲ့အတင်းမှလည်းလူငယ်သားမလေး2ဦး3ဦးရှိရဖြစ်တဲ့အတွက်အတင်းကအရန်ကိုယ်သမားတအူးကိုဒီလောက်ပေးဝယ်ပါမလား ပေါင်20တန်းဆိုရင်လည်းအချားကြီးဘာညာအတ်တိုနဲ့ဆိုရင်ပေါင်သား30လောက်ကြမယ်ပြီးတော့ဒီဂိုးသမားကလည်းပုံမှန်ပွဲထုံးရတဲ့အသေးမဲ့သွားကျင်တာဆိုတဲ့အတွက်အာဆီနိုရောက်လာနိုင်ကြရခိုင်တော့တဖြည်းဖြည်းနဲ့တော့နည်းလာနေပါလေဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပုံပြီးတဲ့ရှုပ်ဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆုံး Viber ဖုန်းနံပါတ်39 6953 39963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။ iPad ကိုကျကို Sport Internet 9လုံးမြစ်တို့ကိုဆောက်လို့ရနေပါခင်ဗျာ။အမြဲတမ်းဒီလိုသတင်းတွေတင်ဆက်ပေးနိုင်အောင်နောက်ကွယ်နေပံ့ပိုးပေးတဲ့ရွှေဘော်လုံးမှာလာရောက်ကစားမယ်ဆိုရင်စောစောကတော့ကျွန်တော်ပြောတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့စိတ်မကောင်းစရာသတင်းနဲ့ပဲပြောလိုက်ရအောင်။အရှိမလဲဒါအပြောင်းအလဲသတင်းနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုနေထောင်ပြီးအဲ့ဒါကတော့ Daily AFC ကဖော်ပြထားတာ။ အာဆင်နယ်ရဲ့တရားသူဦးဆောင်ကိုရာပြီးတော့မှအမှတ်တီပြန်လဲဆုံးရှုံးခဲ့ရတဲ့၁၀ပွဲနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါပထမတစ်ပွဲက Brighton နဲ့ဝမ်ဝမ်ကြခဲ့ရပွဲကျွန်တော်ဦးဆောင်ကိုသွင်းတယ်ပြီးတော့ Manchester City နဲ့ကျွန်တော်တို့ဦးဆောင်ကိုသွင်းမယ်တူတူကြတဲ့ပွဲလက်ပါဘူးနဲ့တူတူကြတဲ့ပွဲ Chelsea နဲ့ဝမ်ဝမ်ကြတဲ့ပွဲ Brighton နဲ့ဝမ်ဝမ်ပဲထက်ကြတဲ့ပွဲပြီးတော့ Aston Villa နဲ့တူတူကြတဲ့ပွဲအဲ့ Aston Villa နဲ့တူတူကြတဲ့ပွဲကျွန်တော်နှစ်ကိုးရိုက်မှာနှစ်ကိုးလုံးပြန်ပေးလိုက်ရတာပြီးတော့ Everton နဲ့ဝမ်ဝမ်ကြတဲ့ပွဲ Brentford Crystal Palace အဲ့ဒီဒီမှာလဲအာဆင်နယ်ဒီ1122အထိကြာတယ်နောက်ဆုံးတစ်ပွဲကတော့အရင်နာစရာအကောင်းဆုံးဘုံမောက်နဲ့ပွဲစီမှာတကိုးသွင်းပြီးတော့မှနှစ်ကိုးပြန်ပေးလိုက်ပြီးရှုံးသွားတဲ့ပွဲအဲ့တော့ဒီရဒီမှာအာဆင်နယ်ဒီဒီဥဆောင်ကိုတွေသွင်းပြီးတော့ကိုးပွဲတည်ရကြထားတယ်တပွဲရှုံးထားတယ်ရမတ်အားဖြစ်ဆိုရင်တော့20တမတ်အထိဟိုဆုံးရှုံးထားရပေါ့လေအဲ့တော့အာဆင်နယ်ဒီနေနဲ့ အကယ်၍များဥဆောင်ကိုတွေရပြီးတော့ခန်းစစ်ကအဲ့လိုမျိုးပေါ့ဆမတည်မဲနဲ့ဂိုးတွေပြန်မပေးကြရအောင်ဆိုရင်လက်ရှိချိန်မှာလစ်ပါဝုန်းတဲ့အာဆင်တကြားကရမှတ်ကွာဟမှုသည်လောက်ကြီးကြီးမားတော့မဟုတ်ဆိုလိုချင်တာကကျွန်တော်တို့ဒီလက်ထဲကိုအနိုင်၃မှတ်ရလောက်တဲ့အထိဥဆောင်ကိုတွေရပြီးတော့မှပြန်ပြီးပြိုင်ဘက်ကိုဖယ်ပေးလိုက်ရတာအဲ့လိုဆိုတော့အာဆင်နယ်တင်းနေလာမယ့်ရာသီမှာပရီးမီးယားလိဖလားလိုချင်နေဆိုရင်ဥဆောင်ကိုတွေရအောင်လည်းမပြီးဘူးခက်စစ်ကဒီအနိုင်သုံးဘက်ကိုဘလို့အပွဲပြည့်အထိထိမ့်လဲဆိုတဲ့ဗျူဟာတစ်ခုလည်းရှိနေတင်ပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ